ဒါကတော့မပင်မမဲ့နေထွက်ခရစီမဲ့နီလမ်းမဲ့ဖြစ်ပါတယ်။ဒီလူရဲ့ဆိုင်ကနောက်ကထုံနှုံးလို့အရာကြီးကဘာကြီးလဲ။ဘာကြောင့်ဆိုင်ကနောက်မှာအရာကြီးတက်ပြီးတော့ရှောက်သွားနေရလဲကြည့်လိုက်ကြရအောင်။ဆိုင်ကကိုရက်လိုက်ပြီးတော့အနောက်မှာတွဲထားတဲ့အဲ့ဒီအရာကြီးကိုဖြုတ်လိုက်ပါတယ်။အုံးဆန်ခုံလို့အဝိုင်းလေးတွေကိုလက်နဲ့ပုတ်လိုက်တော့အမုံလေးတွေကွာကြလာပါတယ်။ကွာကြလာတာဘာအမုံလေးတွေပါလဲ။ဘာကြောင့်မယုံမရှာလက်နဲ့အားရပါးရဖဲ့နေရလဲ။တံမိုးရှိတဲ့အရာတွေမလို့များလား။ ဟုတ်ပါတယ်တကယ်တော့ဒီလူကတန်လိုက်တုံးတွေကိုစံကယ်နောက်မှာထားပြီးတော့လမ်းတကာပက်စီကတန်တူတန်စားတွေစုဆောင်းလာတာပဲဖြစ်ပါရင်ရလာတဲ့တန်တူတန်စားတွေကိုစကားထဲထည့်ပြီးတော့အမုံအမွားတွေတဲတွေကင်းစင်သွားအောင်လှုပ်ကစစ်ချလိုက်ပါတယ်ခဏတာစစ်ချပြီးတဲ့နောက်မှာတော့အမိုက်တွေတဲမုံတွေအောက်ကျသွားပြီးတန်ကြိုးတွေတန်အစနာတွေတန်ခဲတွေပဲစကားထဲကြံခဲ့ပါတော့တယ်အဲ့ဒါတွေကိုစံကယ်ပေးမှချိန်ထားတဲ့တန်စုဆောင်းတဲ့ပလတ်စတစ်ပုံနဲ့ထည့်ပြီးနောက်တစ်ခါတန်တူတန်စားတွေထည့်ရဖို့စံကယ်လေးနဲ့မြို့ကိုပက်စီလိုက်ပါတော့တယ် ဒီလိုကတော့တန်တူတန်စားရရောင်းရုံနဲ့သူ့တနေ့တာဖူလုံသွားပါပြီ။မိတ်ဆွေတို့လည်းဆိုင်ကယ်စီဖို့ကာမိအောင်အပြင်သွားရင်သူ့လိုတန်လိုက်ထုံလုံးလေးဆွဲသွားကြဖို့အချမ်းပြေချင်ပါတယ်။